င်္ဂလာပါမင်္ဂလာပါရှင်ကျွန်တော်နာမည်ဒူရဗလာစီတူဟင်းပါကျွန်တော်ရခိုင်ပြည်မြင်းများကနေရှင်ပြည်လာပါဖြစ်ပါလေကျွန်တော်ရှင်ပြည်မဲ့တခြင်းလျာတော့အာကျွန်တော်ကိုယ်တိုင်ပေါ့နော်ဒီမြန်မာ season 3မှာပေါ့နော်မြန်မာ star season 3အကောင်းဆုံးအာဘယ်လိုပြောမှာလဲဒီအခြေအနေမှာပေါ့နော်ဒီမြန်မာ star ကျွန်တော် အိမ်မှာပေါ့နော်နေရင်နေနေမြန်မာစကားကိုကြည်ရင်းနေပေါ့နော်အာစိတ်ထင်းမှာအရင်ပဲဝမ်းတာတယ်ပေါ့နော်ခြေနှုတ်တယ်အဲ့ဒီအရာကိုကြည်ပြီးတော့ဒီမြန်မာစကားဆိုရင်တကယ်ပဲလူငယ်တွေတော့ပေါ့နော်တကယ်ပဲအာပန်းနေတခုရောက်ရှိနိုင်ဖို့တော့ပေါ့နော်အဆိုရှင်တွေပေါ်ပေါက်လာနိုင်တဲ့အာနေရာဆိုတာကိုကျွန်တော်သိမဲ့ပြီးပြီးတော့ပေါ့နော်အာကျွန်တော်ကိုယ်တိုင်ပဲရေးတဲ့တခြင်းလေးပေါ့နော် အာမြန်မာစတားဆိုပြီးတော့ခေါင်းစဉ်လေးနဲ့ပေါ့နော်။အော်မြန်မာစတားခေါင်းစဉ်နဲ့တချင်းဟုတ်ကဲ့။အာအဲ့ဒါကိုမျောလင့်နေရဗာများပြောမှလဲလို့ကဲ။ဟုတ်ကဲ့ပါ။ကြိုက်ဆုံးပဲခေါင်းစဉ်ကိုပြောတာတချင်းကတော့နားထောင်ရအောင်ပဲ။ဘာဖြစ်ရေးပြီးကိုတိုင်ဆိုလို့ကျေးဇူးတင်ပါတယ်ချီလက်ချီကျူးပါ။ဟုတ်ကဲ့ပါ။အဲ့တော့တချင်းခေါင်းစဉ်နာမည်ကမြန်မာစတား။ Yes ။ Yes ။အဲ့တော့နာမည်ပြန်မိတ်ဆက်ပါအောင်ခုနှစ်လုံးအောင်လားမသိဘူး။ဒူယာဘလာစီတိုဟေးမှာခင်ဗျာ။ဒူယာဘလာ သူရပါလားစီသူဟင်းခုနလုံးကဲမောင်သူရပါလားစီသူဟင်းကိုတိုင်ရေးထားတဲ့မြမစတာတချင်းလေးစတင်ပြိုင်လို့ရပါပြီဟူ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 မြန်မာစတာကြည်ရနေဟောဖြစ်လားပြန်တင်ပြန်တင်တချင်းကစိတ်ဝင်စားနေပြီ 地查路吧，姓文山路他。姓文山那位，对吧？看咱要走路到哪他给啦。你莫打，他金片不买，路又旁送，把文钱偏拉家带，古西古西，阿苏家累赘，阿东偏皮多。 ရှင်ပြန်ကြရေနိုင်လူကြီးများရဲ့ yes or no ဟာ audition ကပေအပြေပေးတယ်မြန်မာ star တချင်ပြန်ဖွေးဟာဒီဆိုရှင်ပြန်သူများရဲ့ အနာကေရေမှန်းချက်ပန်တိုင်းတကူစိတ်ထူတဲ့နေရာပါအနာကေချီပွန်လေးများထပေါ်လာနိုင်ဖို့ကွယ်မြန်မာစတာကိုတွားချဆုကွယ် 俺那个帐篷里面吃饱了还不贵，年马斯达古多家族贵，年马斯达古多家族贵。最后那句嘛嘞？年马斯达古多家族贵，改好的。 ဩသချင်းလေးကိုယ်တိုင်ရေးပြီးဆိုပြီးလို့ကျေးဇူးတင်တာဗောဒါကတော့မြန်မာစတားကိုဂုံပြုတ်ရလို့ပဲတတ်မှတ်လိုက်မယ်အဲလာပြီးဂုံပြုတ်ရလဲကျေးဇူးတင်ပါတယ်သချင်းတစ်ပုံရေးရတယ်ဆိုတာလည်းမလွယ်ပါဘူးနားထောင်ရရင်ဒါဘာလို့လဲဘာလို့လဲပြောဖို့ကြတော့ကျွန်တော်တို့အတွက်ကပြောပြီးတော့ဆိုအခုနားထောင်လိုက်လို့ပြောလို့ရတယ်ဒါပေမဲ့အဲ့ဒီနားထောင်မှုအတွက်ကိုအချိန်ပေးပြီးရေးရတာလေးနော်အဲ့တော့ဒီကိုယ်တိုင်ရေးပြီးဂုံပြုတ်ရတဲ့မြန်မာစတားကိုစားကျွန်မလည်းကျေးဇူးတင်ပါတယ်အဲ့ကျမဝင်းနီလစ်မှာပဲထားလိုက်မယ်ရှင်နော်ဟုတ်ကဲ့ကျေးဇူးပါမသိကြပါဘူးပြန်ဆက်တွေ့ပါမယ်ဟုတ်ကဲ့